a Min ဒါကကျွန်တော်အဖွဲ့ဝင် member လေးရောဒါကကျွန်တော် member တကွက်ကောင်းဟုတ်ပေါ့နော် audi site all audi ရတော့တကွက်ကောင်း organizer ကတော့ member organizer ကတော့ကျွန်တော် member တည်တဲ့အကောင့်မှာ live လွှင့်ပေးမယ်နော်စောင့်ကြည့်ပါဒါကတော့ဒီဘက်ကို ရှင်းပေါင်းနှစ်အတန်နဲ့အကွက်100 live ဒါကကျွန်တော်တို့ဒီနှစ်နှစ်ခုလုံးကရှင်းပေါင်း၄နဲ့ပြည့်ပြည့်ကိုခံခဲ့ကြရတယ်ကျွန်တော်တို့က၈၆ခုကိုဩခဲ့ကြရတယ် အဲ့တော့ရှင်းပေါင်းလေးအဲ့မှာမှန်ခဲ့တယ်တကယ်လို့ဒီဒီအချိန်ဒီနှစ်နှစ်ခွန်အချိန်တုန်းကရှင်းပေါင်းလေးကမှန်ခဲ့ရင်ဒီအခု၉ချိန်မှာကျွန်တော်တို့ပရိနှစ်တိုင်မယ်လို့လည်းကျွန်တော်ပြောခဲ့ဘူးတယ်နော်ပြောခဲ့ဘူးတယ် YouTube channel ဒီမှာလည်းရှိတယ်ပြန်ရှာရင်ရှာကြည့်အဲ့တော့အခုအကွက်လူကအမျိုးမျိုးပေါ့နော်အကွက်တကောက်ကောက်ကြိုက်တဲ့လူကတကောက်ကောက်ဖြစ်နေကောက်ကိုရွေးထိုးပေါ့နော်ကျွန်တော်စီတာမမဝင်ရင်လည်းကျွန်တော်တကောက်ကောက်ကြိုက်ရင်လည်းကျွန်တော်ရွေးချယ်မှုရမှာပေါ့ ကိုကကိုစိတ်ရိုက်ကိုကီးနဲ့ကိုညှိထိုးခြင်းလဲထိုးပေါ့ဒါကအထိုင်နှလုံးရရင်ဆဲကွက်လိုက်တကွက်ကောင်းအောင်မိဖို့လဲသွားပြီအဲကိုရွေးချယ်တဲ့အထိုင်ပဲလုံးမယ်ဒါရှိပေါင်းနှစ်နဲ့တန်းနဲ့စိုက်ကိုကြည့်ပြီးတော့ကိုကိုဖြစ်နိုင်လားမဖြစ်နိုင်လားချိန်ပေါ့နော်ကျွန်တော်ကတော့ရှိပေါင်းနှစ်မပါရင်ချဲမထိုးဘူးဒီအချိန်ကရှိပေါင်းနှစ်မပါရင် မပါကနမ်းမထုတ်ဘူးရှိပေါင်းနှစ်မပါရင်ချဲမထိုးဘူးနှလုံးပေါင်းနှစ်တန်းပေါ့နော် ခါကဒီဘက်ကလူတွေတက်ကျွန်တော်ညှောက်ဝေပြီးချင်းဖြစ်တယ်ပေါ့နော်ဒါရှိပေါင်းနှစ်နဲ့အကွက်တရာလိုင်းဒါကတော့ဘကောက်ကြက်တဲ့လူ10ကွက်လိုင်းတဲ့ဒီကိုကြိုက်တဲ့လူအထိုင်တစ်လုံးကြရင်10ကွက်ရမယ်ဟုတ်လားအထိုင်တစ်လုံးရရင်10ကွက်လိုင်းရမယ်ကိုကကိုကိုကီးနဲ့ကိုညှိထိုးထိုးပေါ့နော်ဆိုင်ကိုကြည့်ပြီးတော့ထိုးဆိုင်ကတလိုင်းနဲ့မဟုတ်ဘူးကျွန်တော်စောင့်နေတော့ရှေးပေါင်းနှစ်ကိုစောင့်နေတော့တခြားလိုင်းနေနေကိုချိန်ပြီးမှ ကျွန်တော်ရှေးပေါင်းနှစ်ကိုထောက်တာပေါ့နော် site ကိုကြည့်မယ်ကျွန်တော်စီကျွန်တော်စီက organize ကြိုက်တယ်ဆိုရင်တော့ chat ကြိုက်စာကိုတစ်တောင်းပေါ့ဗျာနော်အပတ်စဉ်ဖုံးပြီနဲ့တစ်တောင်းနဲ့လဲတစ်ပတ်စာတစ်တောင်းနဲ့လဲလက်ခံပါတယ်သုံးပတ်စာဆိုနှစ်တောင်းနှစ်တောင်းခွဲပေါ့နော်ဆိုင်းရဆိုရင်ပတ်တရာပေါ့ chat ကြိုက်စာကို chat သုံးကြိုက်စာကိုပတ်နှစ်ရာဖြစ်ပါတယ်နော်တနင်္လာဥစားဆိုရင်တော့ပတ်တစ်ထောင်ပါဒါ member account ထဲမှာ organize site လိုက်ထွင်ပေးမယ်ပေါ့လိုက်ထွင်တာဒီတည်တံ့ကြည့်ရမယ် မြန်မာပြည်ဆိုရင်2000ဝါပေါ့တသိန်းပေါ့နော်ဒီကြည့်ရတယ်ဘုရင်ဒါကတော့မြန်မာပြည်ရောပေါင်းကြည့်ထားပါနော်အော်ဂနန်းကတော့အော်ဂနန်းကျွန်တော်မြန်မာတည်တံအကောင့်မှာ public မှာဖွင့်မယ်လွှင့်မှာပါနော်ဒါက10ပေါင်းနှစ်ကိုအကွက်တရားလိုက်တော့ကျွန်တော်ဒီဘက်ကိုမျှဝေပေးမယ်အဲ့ဒီထေကမှာကိုသုံးတတွဲနဲ့စေကွက်လိုက်နှစ်နှစ်ခုကျွန်တော်ရေးထုတ်ပေးခဲ့မယ်အဲ့ဒါကဘာတွေလဲဆိုတော့သူကလေးစားသွားရင်ရှိတယ် လူလှဲ့ပွက်နဲ့လှဲ့ထွက်သွားရင်ဘာရှိလဲဆိုတော့ခဏလေးနော်မြင်ပြပေါ်ပင်ပြောင်းပြီခဏလေးပါဟောပါလို့ဗျာဒီဟာရှိရအနည်းငယ်ပဲရေးလိုက်တော့မယ်နော်အနည်းငယ်ပဲရေးလိုက်တော့မှမြင်ပြကို30ကို30 cô tổng tiện cô tổng huyện cô tổng đồng cô tổng Lì, cô tổng à cô tổng trọng cô tổng khủng သုံးသွင်းတဲ့10ခွဲဆိုရင်ဒီဟာရှိမယ်နော်ကိုသုံးသွင်းတဲ့10ခွဲဆိုရင်ဒီဟာရှိမယ်နောက်တစ်ခုသူလှည့်ထွက်သွားရင်ရေးရှိတယ်လည်းရှိတယ်ဒါကတော့ဘောနော်10ခွဲထိုးရင်တော့ဒီလိုကျွန်တော်တဲပေးတဲ့ထိုးတကယ်တမ်းတော့အချို့လှည့်စားတတ်တဲ့အတွက်3 9 9 3 4 8 4 4တို့ထိုးပြီးတော့နောက်ကကိုကြက်ရက်ကဒါမှမဟုတ်10ခွဲလုံးဆွဲခြင်းလည်းဆွဲပေါ့ဗျာနော်ဒါကတော့သူဖြစ်နိုင်ရည်ရှိတဲ့ဟာကိုကျွန်တော်ကဒီဘက်ကိုပြသွားတာဖြစ်တယ် ရွေးပေးခဲ့တယ်နော်ကျွန်တော်ကတော့ဒီဟာလေးရွေးပေးခဲ့တယ်ရှေးပေါင်းနှစ်နဲ့ရှေးပေါင်းနှစ်နဲ့ဒီဟာရဲ့ဒီဟာရဲ့ကိုရွေးပေးခဲ့မယ် site ကိုကြည့်မယ်နော်လိုက်ရရှင်တယ်ဘူညီမယ်မင်္ဂလာပါနော်လာမင်းတရားမင်္ဂလာပါအရင်ဆုံးကျွန်တော်တို့ကင်ခဲ့တာကဒီနေရာမှာကျွန်တော်တို့ရှေးပေါင်းလေးကိုကင်ခဲ့တယ်။ဒါတွေကကျွန်တော်ဒီရှေးကိုလေးဖော်မွေးငါးကပ်အောင်သွားတဲ့ဒီငါးကပ်စီလိုက်နေရနေလာခဲ့တာဖြစ်တယ်ပေါ့နော်။ရှေးပေါင်း2ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း4 အဲ့ဒီလိုင်းကျော်လေးကနေသူကဆင်းသက်လာတာကိုကျွန်တော်ကပြန်ပြီးတော့ရော့ရိုက်ခဲ့စနစ်တိုင်းလိုက်တာအဲ့ဒီမှာဗာလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာသူကစားခဲ့တဲ့ကစားကိုကြည့်ပြီးတော့ကျွန်တော်ကရှေ့မှာအဆက်တွေရှိတယ်တော့ပြန်ပြရင်လိုက်ဆွတ်တာအားကြတော့မှာအဲ့တော့မပြတော့ဘူးကျွန်တော်ဖောက်ဝင်နေတော့တည်ရဒီမှာကိုယ်ထိတ်ကိုယ်ထိတ်ဆိုတော့ရှေ့ပေါင်း6အဲ့ဒီ6ကြောင်သူကတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်6ချိန်ရောက်မှာအဲ့ဒီကိုယ်ထိတ်ကိုပါဝါကစားပြီးတော့ရှေ့ပေါင်း6ကြောင်ဝါးနေတယ်ဗျလိုက်မကောင်းဘူးတယ်နော် ဝါနေတယ်ခဏလေးလိုင်းကောင်းအောင်ဆောင်းမယ်ရှေးပေါင်း6ယောက်6ကြိမ်စင်တာနဲ့ကိုပေါင်ဝါ၄ထိပ်ဆိုပြီးတော့ကစားတယ်အဲ့ဒါလို့ကစားတဲ့အချိန်မှာသူကဗာနဲ့သူလောက်ကလေးဆိုတော့အဲ့ဒီနေရာမှာသူကစားသွားတာကရှေးပေါင်း၄အဲ့ဒီရှေးပေါင်း၄ကိုဒီဆောင်ဖြတ်ပေါင်းချင်း၈နဲ့ဒီရှေးပေါင်း၆နဲ့ကိုဒီဆောင်ဖြတ်ပေါင်းချင်း၈နဲ့ရှေးပေါင်း၆နဲ့ကိုပေါင်းချင်း၄ဆိုပြီးကျွန်တော်ကယူဆတာအဲ့တော့သူရိုက်သွားပြီပေါ့ ရိုက်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာဒုတိယကံမှာလည်းပြောအဲ့ကြတော့ကျွန်တော်ကအချက်စဉ်းစားလိုက်တာဒီအောက်ဒီဒီလိုက်ဆဲရတဲ့ချိန်သူစီနီယံပြေးလမ်းနဲ့တွေ့တာကိုပြီးတော့အဲ့ဆိုရင်တုံညတုံညမှာလည်းသူရှေးပေါင်း6လို့ကစားတာပဲအဲ့ဆိုရင်သူကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်6ချိန်6ချိန်ကျော်မှလည်းအဲ့ဒီတုံညပါပါ၅ချိန်၅ထိပ်ကိုရိုက်ကစားတာပဲအဲ့ဒါဆိုရင်တော့ဟုတ်ပြီကျွန်တော်ကနှစ်တက်နဲ့ပြန်ဖြတ်တွေးလိုက်တဲ့အချိန်မှာဒီရှေးပေါင်းဒီကိုပြီးတော့တုံညစီနီယံပေါ့နော်တုံညစီနီယံဆိုဒီမှာလည်းသူက6 3966ဆိုတော့8နဲ့ဒီရှိပေါင်း6နဲ့ပေါင်းလို့လဲ4ပဲအဲဒါဆိုအဲ့ဒီနေရာမှာ4ဆိုပြီးကျွန်တော်ပြောခဲ့တယ် YouTube channel ဒီမှာရှာကြည့်အဲ့ဒီအချိန်ကြီးနဲ့ရက်စွဲတွေနဲ့ကြည့်ပြီးတော့ရှိပေါင်း4ဆိုပြောခဲ့တယ်နောက်တစ်ခု member card ထဲမှာကျွန်တော်ထည့်ပေးတာကရန်ရင်ရင်ရှိပေါင်းခွန်ရန်ဘာကြောင့်လဲနှစ်ကက်စီးတွေကနည်းနည်းအထောက်များတဲ့တွေယူဆတာနည်းများတယ်ဒါပေမဲ့ကိုယ်အယူဆမှန်ခဲ့တယ်မှန်ခဲ့တာအဲ့ဒီရှိပေါင်းလေးကဒီနေရာမှာအဲ့တော့နှစ်ဦးရှိပေါင်းလေးလေစုံမစုံမဖြစ်တော့ကြတော့မယုံမလုံဒီရှိပေါင်းခွန်လေးကိုရန်ဆိုပြီးတော့ကြက်ရန်ဆိုပြီးကျွန်တော်ပြောခဲ့တယ်မမကတ်ထမ်းမှလည်းထည့်ထားတယ် အဲ့တော့သူကဒီရှေးပေါင်းလေးကိုအဲ့ဒီနေမှာပေးသွားတယ်ပြီးခဲ့တဲ့ပွဲကကျွန်တော်တို့ရှေးပေါင်းသုံးကိုင်တယ်ရောနောအဖွဲဝင်မှာပါကောက်မှာတော့ပြောပြီးသားအကြိုက်ဆုံးကြီးတော့မဟုတ်ဘူးသူကရောရိုက်သွားတတ်တယ်မူတွေရကရောရိုက်တတ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာဒီဆောင်ဖြတ်ပေါင်းခြင်းတင့်တယ်ဒီရှေးပေါင်းနှစ်ကိုဒီသုံးချက်လုံးကိုသူကဒီမှာသုံးချက်ရှေးပေါင်းရောရိုက်တတ်တယ်ဆိုပြီးတော့ဒီတသောမြတ်ပေါင်းရင်တင့်တဲ့ဒီနှစ်နဲ့ပေါင်းရင်၃ကိုရှေးပေါင်း၃ဆိုပြီးကစားခဲ့တယ်။ဒါပေမဲ့အကြိုက်ဆုံးကြီးမဟုတ်ဘူးဆိုပြီးပြောခဲ့ပါတယ်။ဒါပေမဲ့ तू ပေးလည်းမပေးဘူး မပေးဘူးဆိုတော့ဟုတ်ပြီကျွန်တော်ဒီနေရာမှာရှေးပေါင်း၄မှန်သွားခဲ့ရင်ကျွန်တော်ဒီနေရာမှာရှေးပေါင်း၄လို့ကစားမယ်လို့ကျွန်တော်ပြောခဲ့တယ်။ဘာကြောင့်လဲဒီစီနီယာပြေးလည်နိုင်ကိုယ့်အယူဆကဒီမှာမှန်းသွားပြီနှစ်ကန့်နဲ့ဖြတ်လိုက်တာ။အဲဒါဆိုဒီဆိုက်ကပေးနိုင်ချေများတယ်ဆိုက်ကလီကနည်း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 တယ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပိုပိတ်အများစုပိတ်တွေးဖို့ခဲရင်းနေပေါ့နော်အဲအဲ့ဒါဆိုမှုကြောင့်ကိုယ်တုံညာဆိုတော့ကိုယ်တုံညာပြီးတော့သူကတစ်စီနီယာလာမယ်လေ။ စ္စည်းငယ်ဒီမှာမှလာတဲ့အတွက်ကြောင့်သူကရှေးပေါင်းနှစ်ဖြစ်နေတာရှေးပေါင်းနှစ်ကြောင့်သူကနေတစ်ချိန်နှစ်ချိန်မှသူကတစ်ပါဝါ6ထိပ်လို့ကစားတာကစားပြီဆိုရင်ကျွန်တော်ကဒီမှာလဲသူကရည်ဆောင်ဖြတ်ပေါင်းခြင်းကို695ဆိုတော့တုံညာနဲ့ဟောဒီရှေးပေါင်းနှစ်နဲ့ပေါင်းတော့နှစ်ကိုအဲ့ဒီနေရာမှာကျွန်တော်ကရှေးပေါင်းနှစ်ဆိုပြီးတော့ယူဆထားတာအဲ့ဒီနေရာမှာတည်ထားတာအဲ့ဒီကောင်ကလည်းကို့အယူဆတိုင်းတည်ကလေးဒီနေရာမှာရှေးပေါင်းလေးကိုကင်ခဲ့တဲ့ဟာကင်ခဲ့တဲ့ဟာမှန်ကန်ခဲ့လို့ယူဆတဲ့လို့သူပေးနိုင်ရင်ညားမယ်ဆိုပြီး ယူဆတာယူဆတဲ့ကြောင့်ဒီနေရာမှာရှေးပေါင်းနှိကိုအကြိုက်တိုင်းပဲဆိုပြီးကျွန်တော် live show တော့နည်းတယ်နောက်တစ်ခုတချို့ပေါ့နော်အပေါ်က line ပေါ်စီကမ်းရှိတာလေးလည်းရှိလို့မတင်မဲထားတာမတင်မဲထားရတဲ့အတွက်နောက်ဆုံးမှတင်ပြီးမယ်ဆိုပြီးအဲ့မှာရှေးပေါင်းနှိနဲ့ ီဇောင်းဖက်ပေါင်းရင်၃ညနဲ့ပေါင်းလို့လေနှစ်ကြောင်ဒီနေရာမှာရှင်းပေါင်းနှစ်ကိုကစားမယ်ကစားမယ်ဆိုရင်ကျွန်တော်တို့ဒီမှာအဲ့မှာပြောခဲ့ရတယ်ဒီမှာလည်း396ပက်လင်နဲ့လုပ်တယ်396ပက်လင်နဲ့လုပ်တယ်ဒီမှာတော့396ပက်လင်တော့မဟုတ်ဘူး69နှလုံးပါတယ်သူကကပ်ပင်ရှည်လိုက်ရင်အဖျားဆုပ်ဆုပ်သွားတဲ့အတွက်ကြောင့်69နှလုံးပါတယ်၃ပေါင်ဟာ၃နှက်ခံ9နဲ့လည်းသူကတေးထားတယ်အဲ့ဒါကြောင့်မလို့ဒီနေရာမှာရှင်းပေါင်းနှစ်ဆိုပြီးကျွန်တော်ကသဘောကျတယ်ကြိုက်တယ် ေးမယ်လို့လည်းကျွန်တော်ကယူဆထားရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တကွက်ကောင်းကြိုက်တဲ့လူကတော့ကိုကိုကျွန်တော်စီမံမှာမဝင်နိုင်လေကိုကိုကိုကီးနဲ့ကိုရှာထိုးတက်ရရွေထိုးတယောက်နဲ့တယောက်ကမတူဘူးတချို့ကြတော့ဟို900ပလဲတွေရှိတယ်950တွေရှိတယ်ခွန်တဲ့တွေရှိတယ်ပုံတော့ဒိုင်းကြီးလေအဲ့ရောကိုကိုခွန်တဲ့နဲ့ထိုးမယ်ဆိုရင်ငွေအားလည်းနိုင်တယ်အကွက်များများလည်းထိုးတတ်တယ်ထိုးတတ်တယ် ဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်တို့ကခုနခုတဲ့တိုင်းဒီမှာထိုးမယ်ဆိုရင်ဒီကောက်ဆိုရင်100ဆငွေရနိုင်တဲ့လူအနေနဲ့အကွက်များများလဲထိုးနိုင်ရမယ်ဆိုရင်100ဆကိုပါပါစီကိုကအပြင်းပြင်းအကွက်များများရင်ခုံပြီးထိုးခြင်းလဲဆိုရင်တော့အကွက်တရားဆို6000ဆဒေရ6000ဆဒေရမယ်ဒေပဲထိုးရမှာလေဒါအပက်လည်းထိုးရမှာမဟုတ်တာဒေဒေဒေအကွက်တရားစနစ်ဒီပဲလေဟုတ်လားအဲ့တော့အဲ့လိုထိုးနိုင်တဲ့ထိုးခြင်းတဲ့သူတွေအတွက်ကျွန်တော်ကတင်ပေးလိုက်ခြင်းဖြစ်တယ်ပေါ့နော်ဒါဒါကတော့ကျွန်တော်ရဲ့ organ ကတော့မန်ပါရီနဲ့ပဲသွားမယ်ပေါ့ကောင်းလို့ရရလေးတွေကျွန်တော်ကဒီမှာ၉ရှစ်တွင်နေ ဟာကိုတင်ပြီးမယ်ကိုတုံးတရွဲနဲ့၄၈တရွဲရဟိုတော့အကွက်၂၀တော့ကျွန်တော်ပြလိုက်မယ်เนาะကိုကိုကြိုက်ရရွေးထိုးအဲ့ဒီအချိန်မှာလူယူဆရင်ဒီလိုယူဆလို့ရတယ်เนาะဒီလိုယူဆမလဲဆိုတော့သုံးကတ်ကိုသုံးကတ်အထာနဲ့ပဲကျွန်တော်တို့ကြည့်ရမယ်ဒီရောင်ယူဆတဲ့အချိန်မှာသူ့နောက်မှာခွန်ထိတ်ဖြစ်နေတဲ့အတွက်ဒီနေရာမှာတော့ခွန်ထိတ်မြင်နေရတယ်ခွန်နောက်ပိတ်နဲ့ကစားထားတာဒီနေရာကတ်မှာလဲဒီမှာအိုးတုံညာရဲ့ဘေးမှာသူကခွန်ထိတ်ခွန်ထိတ်နှလုံးထက်လို့သူကခွန်ပိတ်ခွန်ပိတ်နှလုံးနဲ့ကစားသလားအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီကတ်မှာကျတော့သူ့ရဲ့နောက်မှာက သုံးထိတ်ကတ်တယ်ခွန်9300တိဖို့ပါပါရိုက်တဲ့နေရာကသုံးထိတ်ကတ်လို့အဲ့ဒီသုံးဟာ3000ပိန်နဲ့ရှေ့ပေါင်းနှစ်ဆိုရင်ပရိတ်ငါရတယ်เนาะဒါကညံကူထိုးဖို့အတွက်ပရိတ်ငါဆိုရင်ကျွန်တော်စောနာကပြောပြီးတယ်933နဲ့483နှစ်ကွက်ပဲရှိတယ်483 843ဟုတ်လား393 933အဲ့ဒီနှစ်ကွက်ပဲရှိတယ်သုံးမဟုတ်သုံးကတ်တရားသူကလှည့်စားတာများတဲ့အတွက်ကြောင့်3000ပိန်နဲ့ပရိတ်ငါဆိုရင်ကျွန်တော်ကဘာလဲရမလဲဟုတ်လားညနေချရေးကြည့်အောင်2 300 300တယ်3000နေ 300ရတယ်ဟုတ်လားတီတီ300ရတယ်ဟုတ်လား6 6 300ရတယ်အပူလေးပေါ့နော်တီတီ3 6 6 3 4 8 300ရတယ်8 4 300ရတယ်ဟုတ်လားဒါကိုကိုကြိုက်တာနဲ့ရွေးထိုးပေါ့နော်ကြိုက်တာနဲ့ထွေးထိုးကျွန်တော်တင်ပြတာအကုန်မထိုးထိုးဖို့ပြောတာမဟုတ်ဘူးဒါပေမဲ့တချို့ကြတော့အကွက်မြများထိုးတတ်တယ်ကွက်မြများထိုးတတ်တဲ့လူတွေတွေ့ကြတော့အတုံးဝင်သွားနိုင်တယ်ပေါ့ဗျာနော်ကွက်ကောင်းကြိုက်တဲ့လူကတော့ကွက်ကို site ကိုကြည့်ပြီးတော့ထိုးဒါက ပထမဆုံးကျွန်တော်ကြိုက်တာနဲ့ပဲစတည်တာနောက်ပိုင်းရှိအောင်ပဲအဲ့တော့ဒီမှာ9 9 3ရတယ်9 3ရတယ်ဟုတ်လားနော်9 3နော်ဒါက၄ခု၅နော်9 3ရတယ်အဲ့ဆိုရင်2 4 6 10 10ခွဲပြည့်သွားပြီ၃နောက်ပိုင်းနဲ့ရှေးပေါင်းနဲ့ဆိုတော့ပရိင်္ဂါဖြစ်ပြီပရိင်္ဂါဖြစ်ပြီဆိုရင်ဒီ10ခွဲလိုင်းရှိတယ်နော်အဲ့ဒါကိုကျွန်တော်ကဘယ်ဟာနဲ့တော့ချိန်ထားလဲဆိုတော့ဒီဒလိုင်းနဲ့နဲ့ရင်ကျွန်တော်ရှေးပေါင်းနှစ်ကိုအကြိုက်ကန်ခဲ့တာမဟုတ်ဘူး အကြိုက်ကြံရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ကဒီလိုမျိုးလေးတွေပြတာဆိုကလင်နာအစ်စ်နဲ့တရွတ်ပဲသုံးမယ်ပေါ့နော်တရွတ်ပဲသုံးမယ်ကလင်နာ24ချိန်မှာရှာကြည့်ပါရှေးပေါင်းနှစ်ဆိုတာက၃သပ်ပဲရှိပါတယ်ရှေးပေါင်းနှစ်နော်ဒုတိယရှေးပေါင်းနှစ်ကဒီမှာပဲရှိရယ်တတိယရှေးပေါင်းနှစ်ကဒါပဲရှိရယ်အဲ့ဒီအချိန်မှာလဲသူကဒီသူ့အဘွားခွာသုံးမှာခွာသုံးလို့ထက်ထက်ခဲ့တာသူ့အကူဒီမှာကလဲခွာသုံးမလို့ခွာသုံးနှစ်ကထက်ခဲ့တာနှစ်ကစီးရပါတော့ဒီမှာကတော့သူက ခွတ်တယ်မလို့ခွတ်တယ်ထပ်ထားတယ်။အဲအဲ့ဒါလို့ဆိုရှေးပေါင်းနှစ်သုံးကန့်ကိုအဲ့ဒီရှေးပေါင်းနှစ်တည်းကနောက်နှစ်မှာရှေးပေါင်းနှစ်လို့ဒီမှာကစားလိုက်တာနဲ့ကိုသုံးတရွဲနဲ့ကစားတယ်။ကိုသုံးတရွဲနဲ့ကစားတာကိုသူကစီနီယာနဲ့ပေးရင်တော့နှစ်နောက်ပေး။နော်နှစ်နောက်ပေး။ဘယ်ချိန်မှာကစားတော့၃၃ချိန်မှာကစားတယ်။သူက၃ချိန်ပြစနေတယ်။အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာကလည်းဒုတိယကရှေးပေါင်းနှစ်မှာကလည်းနောက်နှစ်မှာရှေးပေါင်းနှစ်လို့ကစားရင်ဒီမှာစကစားရတယ်။၃ချိန်ပြီးတော့၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန် 6ရက်မှာကစားတယ်။အဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာရှေးပေါင်းနှစ်တတိယကတ်မှာလည်းနောက်နှစ်မှာရှေးပေါင်းနှစ်လို့ကစားရင်3 6 9စီနေရတယ်ဆိုရင်ပထမကတ်က3ချိန်မှာကစားခဲ့တယ်ဒုတိယကတ်က6ချိန်မှာ6ချိန်မှာကစားခဲ့တယ်တတိယကတ်က9ချိန်မှာကစားမယ်ဆိုရင်ပထမကမှတော့9 3 9 3နှစ်နဲ့9 3 1ရဲ့9 3 0များသူလာမလားဒါက9 3 8ရွေးနေကို9 3 0များသူလာမလားဟုတ်လား9 3 0များလာမလားဒါမှမဟုတ် ဟိုလှည့်စားတယ်တော့သုံးကက်ကြီးကအဲ့လိုမျိုးပေးဖို့ဟာတော့နည်းနည်းတော့ခဲရင်းနေပေးတာတွေလည်းရှိတယ်တို့ပေမဲ့ဆယ်ခွဲလောက်စီဒီဆွဲဟာလာဆွဲနိုင်တဲ့လူကဆွဲရင်အကောင်းဆုံးပဲဟုတ်လားနောက်ပြီးယုံကြတော့ဘယ်မှာကက်နှစ်ကက်မှာ၉၃၉၃နဲ့ပေးပြီးဒီလိုအချိန်ကိုက်မျိုးမြင်တာတဲ့အချိန်မှာသူကရှေးပေါင်းနှစ်ကိုတခြားဟာနဲ့ပေးပြီးတော့အောက်ပေနေမှာအထောက်တစ်မျိုးမြင်၉၃ကို၉၃တရွဲထဲကိုပေးသွားတတ်တယ်နော်ဒီလိုသုံးကက်လိုက်နေရအဲ့ဒီအချိန်မှာ သူလှည့်ထားသွားရင်တော့ဒီခွာသုံးဟာခွာသုံးထက်ခဲလို့ခွာသုံးခွာသုံးထက်ခဲလို့သူကစတဲ့တဲ့အချိန်ကိုသုံးတွဲဦးတော့အမြင်ပြပြီသုံးခါသုံးခါနဲ့တည်ခဲ့တယ်ဆိုရင်ကိုသုံးတွဲဖြစ်နေဒီမှာကြတော့သူကခွာသုံးမဟုတ်တော့ခွာတစ်ခွာတစ်လို့ထက်ခဲတဲ့အတွက်ကြောင့်တစ်တစ်ပစ်တစ်တစ်ဦးစီးတဲ့အဲကြောင့်တစ်တစ်ရှေးဘူးနဲ့များရှေးပေါင်းနှစ်သွားရင်တော့ပေါ့နော်ဒါကလည်းသုံးကတ်တွေကယူဆတာရှိတယ်တခြားလိုင်းကြီးနဲ့ချိန်ရတာပေါ့ဗျာနော်အဲ့အဲ့ဒါလို့ရှိတယ်အဲ့ဒါဆိုရင် ထောနာကကျွန်တော်ပြောတဲ့၄ရှစ်ဆိုတာကလည်း၉ပါဝါ၄ပါဝါ၃လीဟုတ်လားတချို့ကြတော့ပါဝါနဲ့အကျဉ်းကြီးဒူပုံစံလူတွေမှာဆိုသုံးကတ်မှာဆိုလှည့်ထားတာဖြစ်တယ်နောက်ကြမှာသူကအဲ့ဒီဖိုးသုံးတွဲပြောင်းပေးခြင်းရင်အကျဉ်းကြီးမတူတဲ့အခါတွေမှာလာပေးတတ်တာသုံးကတ်လုံးကိုပေးတာတော့နည်းနည်းလေးတော့တိုင်အတိုင်မင်းတဲ့ပုံစံဆိုရင်ခက်ရှာရှာပဲအဲ့ဒါကိုဘာကြောင့်ဟိုကကျွန်တော်ပြောလဲဆိုတော့20တစ်ချိန်မှာရှိတယ် တုံညမရှိတွဲ၄၆ရှိတွဲဟာ၄ပါဝါကို၆ပါဝါတက်ဆိုပြီးတော့သူကဒီ၆ကို၆ပါဝါတက်နေ၄ကိုတတူ၄ပါဝါကိုနဲ့ကိုနောက်နေ့နှစ်ဦးမှာရှေ့ပေါင်းရှေ့တွဲဆိုပြီးကစားတာပါဝါကစားတာနှစ်ဦးမှာကစားတာနော်ပါဝါကစားရနော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာ20နဲ့ရှာကြည့်ပါနော်မဖြစ်ဘူးဒီမှာပြည့်ဖြစ်တာ၄ကပ်ပဲရှိရဲ့ကလင်နာမှာ ဒီမှာ80တရွဲ့ဒီကောင်ကျတော့အကျင့်ကြီးတွေတူလာပြီနော်ဒီကောင်ကျတော့အကျင့်ကြီးကဒီမှာ80တရွဲ့ကြတော့10ပါဝါ3ရေ3ညပါဝါ9ရေဆိုပြီးတော့သူကနောက်နှစ်နှစ်ဦးမှာပုံငါရှိပဲကစားတယ်ဗျာနော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ20ချိန်မှာပဲနှစ်နှစ်ရှိဘူးနှစ်နှစ်ပါဝါခွန်ခွန်ဆိုပြီးနောက်နှစ်နှစ်ဦးမှာကစားရတယ်ပေါ့ဗျာနော်ကစားရတယ် အဲ့ဆိုရင်ကျွန်တော်တို့မှာတတိယကပ်မှာလည်းဒီတိုင်းပဲဒီမှာနှစ်နှစ်ရှည်ဘူးဆိုပြီးကစားပြီးတာ ਨੇ သူရဲ့နောက်နှစ်နှစ်ဦးမှာခွန်ခွန်ရှည်ဘူးဆိုပြီးတော့သူကကစားတယ်အဲ့လိုလေသူကစားခဲ့လေးကပ်ပဲရှိတယ်နော်ဒီကြံတဲ့ဟာတွေကလန်နာရှိတဲ့လူတွေတိုက်ကြည့်ပေါ့နော်လေးကပ်ပဲရှိတယ်ဒီမှာလည်းလေးကပ်ပဲရှိတယ်လေးကပ်ပဲရှိတဲ့အတွက်ကြောင့်အဲ့ဒီလိုသူကနောက်နှစ်နှစ်ဦးမှာပါဝါတွေပြည့်ရပြီးတော့ကြံနေတာကသူ့ရဲ့တဘာဝလမ်းရိုးစင်းနိုင်သွားမယ်ဆိုနှက်ခတ်ကြံနေတာနှက်ခတ်ကိုသူဘယ်လိုကစားကွက်နဲ့ကစားနိုင်လဲဆိုတော့ဒီကောင်ကဒီကောင်ရဲ့ပါဝါ အာနှလုံးပေါင်း30လေနှလုံးပေါင်း30ဒီကောင်နှလုံးရဲ့ပါဝါနှလုံးပေါင်း30ဆိုတော့အဲ့ဒီနှလုံးပေါင်း30ရဲ့နက်ခတ်ရှေးပေါင်းခွန်ဒီရှေးပေါင်း30ရဲ့နက်ခတ်ရှေးပေါင်းခွန်ဆိုတဲ့ကနဟာဒီမှာကစားဘာကြောင့်ဒီမှာကစားလဲဆိုတော့သူကငါးနောက်ပိနဲ့တွေ့လာခဲ့ခြင်းကြောင့်ငါးချိန်မှာအဲ့ဒီရှေးပေါင်း20ချိန်ကပါဝါကစားခဲ့တဲ့ရှေးတွေရလက်ပေါင်းခြင်းရဲ့နက်ခတ် ရှေ့ပေါင်းခုဒီမှာကစားတာ9နောက်ပဲကြာအဲ့ဒီ9ဟာဟာဒီကောင်ရဲ့ရှစ်နှစ်ခေတ်ကသူနဲ့တွဲပြီးကစားတဲ့ပါဝါကိုတွဲလာတာအုံရပါဝါ9ဆိုပြီးတော့ပထမကတ်မှာတော့သူကဒီမှာတင်တန်းပြီးတော့တွဲသွားတယ်သဘောပဲနော်ဒီလိုတွဲကစားတယ်ပေါ့ဗျာအဲ့ဒါဆိုရင်လေးကလုံးကတော့သူတော့လူညီအောင်မပေးနိုင်ဘူးနော်ဒီမှာလေသူကဒီရှေးပေါင်း30ကိုဒီလိုကစားတယ်လို့အဲ့ဒီနေ့ထဲကရှေးပေါင်း10ကလည်း ရှစ်ရက်ဘေးကတံပိုးတူတဲ့ဒီကောင်ကရှေးပေါင်းရှစ်ကိုတော့ကနန်းကိုနှစ်ဦးမှဒီမှာပါဝါကစားခဲ့တယ်။ကစားခဲ့တာကနောက်ပိတ်ကိုကနဲ့တွဲလဲဆိုအဲ့ဒီနှစ်ထဲကဒီရှစ်ရက်ရှစ်ရက်ကနန်းကိုမကစားဘဲနဲ့ဒီအဲ့ဒီနှစ်ထဲကရှေးပေါင်းရှစ်ရက်ဘေးက6ကိုပဲသူကကိုယ်စလဲပုံစံယူပြီးတော့တွဲကစားသွားတယ်ဒီ6ပါပါတင်းနောက်ပိတ်နဲ့ဒီရှေးပေါင်းရှစ်ကိုအဲ့ဒီနှစ်ဦးမှလည်းသူကကိုယ်စလဲပုံစံဖြစ်နေတွဲကစားသွားတာအဲ့ဒါဆိုဟုတ်ပြီဒီရှေးပေါင်းရှစ်ရက်နှစ်ခတ်ရှစ်နှစ်ခတ်တိတိအဲ့ဒီရှေးပေါင်းတိဟာ ဒီမှာကစားတာဘာလို့ဒီမှာကစားလဲဆိုတော့ तू ကဒီတစ်ကြောင့်တစ်ချိန်မှာတော့ तू မဖြစ်နိုင်တော့ဘူးတစ်နောက်ပိတ်ကြောင့်အဲ့ဒီတစ်ကလည်းအဲ့ဒီသူရှင်းနေထင်တာဒီရှေးပေါင်းရှေးရဲ့ရှေးရ6ခုပဲပါပါကစားခဲ့တဲ့အတွက်ကြောင့်ဒီတစ်ကြောင့် तू ကတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်၆ချိန်9ချိန်10ချိန်9ချိန်10ချိန်ဆက်တစ်ချိန်ရောက်မှာပဲအဲ့ဒီရှေးပေါင်းရှေးရဲ့နှက်ခတ်ရှေးပေါင်းပြည့်ဆိုပြီး तू ကစားခဲ့တာနော် ကစားခဲ့တာအဲ့ဆိုရင်ကျွန်တော်ကဒုတိယကပ်မှာလည်းဒီကောင်ကနှစ်ဦးမှာပါဝါကစားသွားတယ်ကစားသွားတော့ဟိုသူကဒီနေရာကအဲ့ဒီဒီနေရာက तू ကဒီကိုပါဝါ၄နေပဲ तू ကကစားသွားတာနောက်ပေးကိုအဲ့ဒါကြောင့်ဒီရှေးပေါင်းက तू က၄ဖြစ်လို့အဲ့ဒီ၄ရဲ့နှစ်ခတ်ရှေးပေါင်းနှစ်ကိုဒီမှာကစားမယ်ဒီမှာကစားမှာအဲ့ဒီကမှာကစားတဲ့အချိန်မှာအဲ့ဒီကစားတဲ့အချိန်မှာဒီကောင်ဟာ၄နောက်ပေးကြောင်၄ အချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာအဲ့ရှေးပေါင်းနှစ်ဒီလေးရဲ့နှစ်ဦးရှေးပေါင်းလေးရဲ့နှစ်ခတ်ရှေးပေါင်းနှစ်ဆိုပြီးသူကစားတာနော်ကစားရတဲ့ဆိုရင်ဟောဒီမှာရှေးပေါင်းကလည်းဒီမှာကနေ27ချိန်ကနေကစားသွားတဲ့အတွက်ကြောင့်နှစ်ခတ်ကြံနေရတဲ့အတွက်ဒီကောင်ရဲ့ရက်လက်ခဏလေးနော်ခဏအကွက်ဖြစ်လို့ရအကွက်ဖြစ်မယ်ဆိုတော့ဒီမှာကခဏမြင်နေနေပဲထည့်လိုက် ဒီမှာဒီနှစ်ရဲ့နှစ်ခတ်ကိုကိုနောက်ပိနေတွဲခဲ့ခြင်းကြောင့်အဲ့ဒီကိုဟာလေဒီကောင်ရဲ့နှစ်ထဲကပါဝါကိုဒီမှာမကစားဘဲနဲ့အဲ့ဒီတည်းကဒီကောင်နဲ့တန်ဖိုးလူရှေပေါင်း၄ရဲ့တန်ဖိုးလူ၄ရဲ့ရှေ့က၄ထိတ်ကိုပဲသူက၄ပါဝါကိုနဲ့ဒီကောင်နဲ့တန်ဖိုးလူပေါ့ဗျသဘောတရားကတော့သူကလှည့်စားထားတဲ့အကွက်တီပေါ့အဲ့ဒီနှစ်ထဲကပဲရှေပေါင်း၄ရဲ့ဘေးကထိတ်စီတစ်လုံးနဲ့ဆိုရင်ကျွန်တော်တို့က ဒီနေရာကကိုပါဝါ၄နဲ့တွဲဒီမလေးရှိပေါင်း၄ရဲ့ရှိရဆိုတော့ဒီဟာမျိုးတွေလိုက်ရမှာပေါ့နော်ဒီပါဝါ၉နောက်ဝင်းနဲ့ပဲတွဲကစားခဲ့တာဆိုလိုရင်းရတော့အဲ့ဆိုရင်ဒီရှိပေါင်း၄ရဲ့အဲ့လိုမပြောရင်တော့ကျွန်တော်ရတယ်ဒီဟုတ်လားဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုတွေပါယူဆတာဘုရားမြတ်ချိုးကြတော့အကျဉ်းကြီးလိုပုံစံတူပဲသဘောကျတာရှိတယ်လေဟုတ်လားဒါပေမဲ့ကျွန်တော်ကတော့ 3D ကလိုက်စင်လမ်းစင်မတူဘူး ဒီကောင်ကနောက်ပြီးက6နဲ့တွဲခဲ့ခြင်းကြောင့်6ချိန်မြောက်မှာဒီရှေးပေါင်း4ရဲ့နှက်ခတ်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်6ချိန်မြောက်မှာအဲ့ဒီရှေးပေါင်း4ရဲ့နှက်ခတ်ရှေးပေါင်း2ကိုကျွန်တော်ကကစားခြင်းတာကစားခြင်းတာဖြစ်တဲ့အချိန်မှာသူဘယ်လိုကစားလဲဆိုတော့ဒီကောင်ကဗိတ်က9ဖြစ်လို့9ပါဝါ3ခါးနဲ့ကစားတယ်နော်3ခါးနဲ့ကစားတယ်ဒီကောင်ဟာရှေ့ဗိတ်က9ဖြစ်လို့9ပါဝါကစားတဲ့အချိန်မှာ ရေခါနဲ့ကစားတယ်ဒီကောင်ဟာဘရိတ်ကရှစ်ဖြစ်လို့ရှစ်ပါဝါကစားတဲ့အချိန်မှာရှစ်ပါဝါသုံးခါနဲ့ကစားတယ်ဒီကောင်ဘရိတ်သုံးဖြစ်လို့သုံးပါဝါရှစ်ခါနဲ့ကစားမယ်ဆိုရင်ကျွန်တော်တို့ကဘာကြံလဲ၄ရှစ်ရှိရွေးကြံတယ်ရှေးပေါင်းနှစ်ဆိုတော့၄ရှစ်တွဲထည့်လိုက်ရုံပဲ ကျန်တော့တယ်ပေါ့နော်ကျန်တော့တယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ပြောချင်တာကဒီမှာကျွန်တော်ပြောတယ်ဒီနှစ်ဦးခွန်ခွန်သူဒီ၄၈၉လေးဆိုတာကကျွန်တော်၄၈ဖော်မွေးဒီလို၅ကက်အောင်ပြီးမှဒီကောင်ကိုဒီနှစ်ကက်နဲ့ရှင်ပြီးတော့ပြန်ကြဆိုတော့ကျွန်တော်တောက်ချောက်ပြောလာပြီးသားနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီဒီကနန်းကိုလည်းပြန်လှုပ်ချသွားနိုင်တယ်လို့၄၈တတွဲနဲ့လည်းလှုပ်သွားနိုင်တယ်ဟုတ်လားဒီကနန်းนี่ပေါ့ဗျာဒါဒီဒီကနန်းနေနောက်တစ်ခုကဆောနာက၄၈ရှိတွဲဆို၄၈တုံးလေဆောနာက၃ကလိုင်းနေနေဆိုရင်အကျုံးဝင်နေ เนาะซ้อนนั้นก็เราดิ930 93 93 93အတွင်းနဲ့ကို93နဲ့93 93 930ဟိုသူကပါဝါနဲ့ကစားပြီးတော့68အတွင်းနဲ့ပဲကစားပြီးတော့တုံညောက်လို့နောက်ကစီမြန်နဲ့ပြီးသွားရင်ဒီ680ဆယ်ကလည်းနည်းနည်းကြောက်ပါတာပဲတဘောတရားကလေဟုတ်လားအဲအဲဆိုရင်ဒီနှစ်ဦးဒီကတ်နဲ့တူနေတော့အဲ့ဒီနှစ်ထဲမှာကျွန်တော် live show အဟောင်းနေရှိတယ် YouTube တွေမှာဒီကျွန်တော်တို့ Facebook ကတလားဆိုရင်ပြတ်သွားတာ live လွှင့်တာတွေက YouTube တွေမှာရှိတယ် အဲ့ဒီယူကျူးတွေမှာဆိုရင်ဒီခွန်ခုန်ရှည်ဘူးနှစ်တွဲကြောင့်ကျွန်တော်ပြောခဲ့ဘူးလေအဲ့ဒီတည်းကဒီလိုနှစ်ကက်ဆိုင်တွေကနှစ်ဦးဖြစ်စဉ်နှစ်ကက်ဆိုင်ပေါ့နော်အဲ့ဒီနေထဲတွေမှာကနန်းတို့ကနန်းအနည်းဆုံးတစ်ခွက်နှစ်ခွက်သုံးခွက်လောက်လိုက်ထွက်တဲ့တည်းဆိုတော့ဒီမှာပြောရုံးမဲ့ဒီမှာနှစ်နှစ်ခွန်တစ်ခွက်လိုက်ထွက်သွားတယ်လေဟိုနှစ်နှစ်ခွန်တစ်ခွက်လိုက်ထွက်သွားတယ်အဲ့ဒီနှစ်နှစ်ခွန်ရဲ့အောက်တပွဲကျော်မှာပဲဒီကောင်ရဲ့ရှေးပေါင်းနှစ်ကိုချတာလားဟိုအဲ့ဒီနှစ်နှစ်ခွန်ရဲ့တပွဲကျော်မှာပဲသူ့ရဲ့ရှေးပေါင်းနှစ်ကိုကစားမယ်ဆိုရင်ဒီ site ကိုယုံကြည်ရဲဆိုရင်ရှင်းရှင်းပြောရင် အကွက်များများလဲထိုးတဲ့အကျင့်ရှိမယ်။ငွေအားလဲနိုင်မယ်ဆိုရင်အမြတ်ထွက်ရုံပဲရှိတယ်။အပိုင်တော့မဟုတ်ဘူးနော်။စိုက်ကိုကြီးကျွန်တော်ကတော့ကျွန်တော်အယူဆနဲ့ကျွန်တော်ကတော့ကြိုက်နေပြီလား။အထွေထူးပြောစရာမလိုဘူး။အဲ့တော့ဒါရှေးပေါင်းနှစ်ကိုကျွန်တော်တင်ပေးလိုက်တယ်။ထိုးချင်တော့ဒီလေးရှိရှိတွေရဲ့ကိုသုံးရှိတွေရဲ့ကိုရန်ထိုးနဲ့ကျွန်တော်ရွေးပြထားတဲ့ဒီကိုသုံးနောက်ပိနေဆိုရင်ကျွန်တော်ကဒီကိုသုံးသုံးရှိတယ်ပေါ့နော်ကိုသုံးသုံးရှိတယ်ဒီကို30ရှိတယ်ဟုတ်လားဒီ9ကွက်ကလေးတော့ကျွန်တော်ရွေးပြထားတယ်ဒီကောင်ဆိုလည်းကျွန်တော်ဟို လေးကိုရှိကျွန်တော်ခေါ်မင်းငါးကက်လိုင်းရနေအောင်သွားကြတဲ့ကပြန်ကြဆိုတာတောက်လျှောက်ပြောထားတာအဲ့တော့ဒါကအချိန်မရွေးတိပြန်ကြသွားနိုင်တဲ့အတွက်ဒီ633ကလည်း3နောက်ပိတ်နဲ့ဒီနာကလေဒါလား633တိကိုပါဝါကစားပြီးသူ့ဘေးမှာကသူ့နောက်ကခွန်ဘိတ်ခွန်ဘိတ်ကိုအပိတ်အပိတ်နဲ့ဒီမှာတွဲတွဲကစားပြီးဆိုရင်သူ့ရဲ့ဘေးက3ထိတ်ကို3ဘိတ်နဲ့ပြန်တွဲကစားပြီးရှေးပေါင်းနှစ်ဆိုတော့၅ပရိဖြစ်အောင်ဆိုရင်ကျွန်တော်တို့က633တိတွေကိုလောလောဆယ်ကြိုက်နေရဆိုရင်683ရဲ့ ကိုတုံတုံရေပေါ့နော်အဲအဲ့အမျိုးလေးကိုကိုကညံကူထိုးဖို့လိုရေပေါ့နော်အဲ့တော့ကျွန်တော်ဒါချဲမထွက်ခင်ဒီရှိပေါင်းနှစ်တီနဲ့ပတ်သက်လို့ကောင်းနှုတ်ရာရာလေးတွေလည်းကျွန်တော်တင်ပေးပါဦးမယ်တော့ဒါကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ပါနံပါတ်ဝင်ခြင်းတော့ချဲတစ်ချိန်စာကိုထိုင်ရလို့ဆိုရင်ပတ်တည်ရပါနော်ချဲသုံးချိန်စာကိုပတ်နေရပါမြန်မာပြည်ဆိုချဲတစ်ချိန်စာပတ်1000ကျပ်ချဲသုံးချိန်စာဆို2000ခွဲပေါ့နော်ညက်ကုန်ပြီဆိုရင်တသိန်းမှာထိုင်းရနေလည်းပတ်1000ပေါ့အဲ့ဒါကတော့တနစ်စာမှာပါအကောင့်ထဲမှာထည့်ပေးတယ် အပတ်စဉ်မှာပါ organize site ကြီးကြည့်ရမယ်အခုကျွန်တော်ရှေ့ပေါင်းနှစ်ကပဲ organize ထုတ်မှဖြစ်တဲ့အတွက်ကြောင့် organize site ကအကွက်ကောင်း site ပါအော်ဒူ site တွေကကျွန်တော်လိုက်လွင့်ပေးမယ်ပေါ့နော်မှာပါအကောင့်ထဲမှာကျွန်တော်လိုက်လွင့်ပေးမှာဖြစ်တယ်ဒီရေးပိုင်းမဲ့လွင့်ပေးမှာ chamber တွေလွင့်ပေးမှာပေါ့နော်အစောတော့ကျွန်တော်လွင့်မပေးတော့ပါဘူးနော်ကဲအားလုံးပဲကံကောင်းကြပါစီဗျာနော်အားလုံးပဲကျွန်တော်နောက်ကြလေဒီဘက်ကိုကောင်းလုပ်ရရလေးတွေပြန်တင်ပေးပေးမယ်ပေါ့နော်ဆောင်ကြည့်ရဲ့မိတ်ဆွေတွေအတွက်အပတ်စဉ် MPD ဖုန်းပေးနေ1000နဲ့ချဲတဲ့ရှင်တွေက1000နဲ့3000ကိုကျွန်တော်လက်ခံပေးပါတယ်နော် ားလုံးပဲမင်္ဂလာပါဒီလောက်ပါပဲเนาะ